ချစ်သူများလာ၍မုန်းသူများဖဲခွာလိမ့်မည်ပရိသတ်များလုံးမင်္ဂလာများမန်ချက်စတာဖောစုံကနေပြန်လဲကြိုးလဲပါရင်ဒီမက်ကီဘောလုံးလောကမှာအသင်းကိုချစ်ခင်နေဆိုတာရှားပါလာပြီးအားလုံးကအမွေကြီးနဲ့အောင်မြင်မှုနောက်ကိုပဲလိုက်နေကြပါရင်ကစားသမားအားလုံးကကြော်ကြမှုရရှိနိုင်စေဖို့အတွက်ချန်ပီယံလိကစားကွင်းရတဲ့အသင်းတစ်သင်းကိုပဲပြောင်းရွှေ့ချင်နေကြပါရင် မန်ချက်စတာယူနိုက်တက်ဘက်ကတော့လည်းရှိမှာအဖက်ဘက်ကနေခက်ခဲနေခြင်းဖြစ်ပါရင်အသင်းကဆူအာရီရလက်တင်နဲ့ဂျုံတွေးလိုက်ရပြီးတဲ့နောက်အဆင့်30ကျော်နဲ့ရာသီသိမ်းခဲရသလိုနောက်အသင်းမှာလည်းဘာဥရောပပြိုင်ပွဲမှာမဝင်တဲ့အခါငွေကြေးပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းအများကြီးရှိလာပါရင် ဗန္ဒိုင်းစီမင်းကန်တန်းချက်တင်းချက်တဲ့ပရီးမီးယားလိမှာကစားမသစ်တွေခေါ်ယူဖို့ဆိုရင်ကစားမဟောင်းတွေကိုထုတ်ရောင်းဖို့လည်းလိုအပ်နေပါသေးတယ်။ United ဘက်ကတော့ Academy ကစားသမားတွေကိုများများရောင်းဖို့ပြင်ဆင်နေပါတယ်။အသင်းအဖွဲ့နဲ့လုပ်ကံရတဲ့ Professional အလုပ်တွေမှာကိုယ့်ရဲ့အလုပ်အကြောင်း online မှာချပြတာမျိုးမလုပ်သင့်ပါဘူး။ဒီလိုဆိုရင် line ပေါ်မှာပေါက်ကွဲပြတဲ့ကစားသမားတွေကလည်းအသင်းအတွက်မသင့်တော်တာအမှန်ပါပဲ။ အခုဆိုရင် United Academy ဆိုပေမဲ့ Marcus Rashford ကထွက်သွားဖို့တပိုင်းပြင်ဆင်ထားပြီးသားဖြစ်နေတယ်လို့ Alejandro Garnacho ရဲ့နှုတ်ဆက်ပုံကလည်းအသင်းအတွက် Old Trafford နောက်ဆုံးပွဲလိုမျိုးခန်းစားချက်တွေပေးနေပါရင် Anthony ဆိုရင်လည်းအသင်းကိုပြန်မလာခြင်းကြောင့်အတီလေးငိုပြထားသလို Jadon Sancho ကလည်း United ကနေထွက်ခွာရတာလွတ်လပ်ရေးရသလိုဘဲလို့ပြောထားတာမို့ဒီလိုကစားမတွေကိုအသင်းဘက်ကလည်းမလိုအပ်တာသိကြနေပါရင် United ကိုလိုလိုလားလားပြောင်းလာခြင်းနဲ့ကစားမတွေကပင်အသင်းတီဆောက်ရေးမှာပူးပေါင်းပါဝင်ကြမှာဖြစ်ပြီးဒီအတွက် ဝုတိုက်စင်မှုမာတီယက်ကွန်ညာကိုပရိသတ်တွေယုံကြည်ထားလို့ရပါတယ်။ကွန်ညာက United ကိုယာစီမကုံကင်ကလေးကခေါင်းငိတ်ထားတာပါ။ကွန်ညာကို United ကပေါင်60နဲ့တသမ5တန်းစာချုပ်ဖြတ်သိမ်းခြင်းနဲ့ခေါ်ယူလိုက်တာဖြစ်ပြီးအရေးကြပေးချေသွားမယ်လို့သိရပါတယ်။ကွန်ညာက United နဲ့9နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတနည်းတန်းတိုးခွင့်လည်းပါတယ်လို့သတင်းတွေမှာဖော်ပြနေပါတယ်။ကွန်ညာက Raffo ရဲ့ကျောင်းနံပါတ်10ကိုဆက်ခံဝိစင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ အာဇာနဆန်ငါးနေရဲ့ကစားမကွန်ညာဟာဘူပရိတ်တက်တွေကိုလည်းနှုတ်ဆက်ကဆိုခဲ့ပြီးပြီမို့တပတ်အတွင်း United နဲ့အပြောင်းရွှေ့ပြီးစီကြောင်းကြီးညာသွားမယ်လို့သတင်းကဆိုပါရင် United ကခြေလှမ်းကျဲကျဲလှမ်းနေပြီးနောက်ထပ်ကစားမတယောက်ကိုလည်းထပ်ပြီးမျက်စိကျနေပါသေးတယ် United က Brentford တိုက်စစ်မှုအန်ဘူမိုကိုလည်းစတင်ကမ်းလှမ်းနေပြီဖြစ်ကြောင်းသိရပါရင်ကင်မရာလေးအချင်းကစားမ Brian Anbumo ဟာပြားရုံးနဲ့အတူရာသီကောင်းတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပါရင် အမှုမကပြားတို့အတွက်ပရီးမီးယားလိ38ပွဲလုံးပါဝင်ကစားပေးခဲ့ပြီးတွင်းကုန်း20နဲ့ဖန်တီးမှု9ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။အသက်25နှစ်အရွယ်ကစားသောအမ်ဘူမိုရဲ့စာချုပ်က2026ဆိုရင်ကုန်ဆုံးတော့မှာဖြစ်ပြီးပြားတို့ကတော့အမ်ဘူမိုအတွက်ပြောင်းရွှေ့ခြေပေါင်တန်း50အလိုရှိနေကြောင်းသိရပါတယ်။ဒါပေမဲ့ United ရဲ့နောက်ထပ်ပြင်မဲ့ဖြစ်တဲ့ Vedat Jokirias ကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောလာခဲ့ပါတယ်။ Jokirias က Ruben Amorim စင်တင်ပေးခဲ့လို့တောက်ပလာတဲ့ခြေတော်ဝင်ဖြစ်ပြီး Amorim ရဲ့အတူ Sporting မှာဆရာတစ်ပည့်နှစ်အောင်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ မ်မော်ရီက United ကိုတိဆောက်ရမှာယုံကြည်အားကိုးရတဲ့တပည့်ကျော်ကိုပါဝင်စေခြင်းပေမဲ့ဂျိုဂီရီကတော့ United ကိုလာခြင်းစိတ်မရှိကြောင်းသိရပါတယ်။ဒဲမနာသတင်းဌာနရဲ့ဖော်ပြချက်အရဂျိုဂီရီဟာသူ့အနာဂတ်ကိုအတိအကျတော့မဆုံးဖြတ်ရသေးပေမဲ့ United ထက်ဆိုင်ပရီးမီးယားလိဂ်ပြိုင်ပွဲအာဆင်နယ်စီကိုပဲသွားချင်နေတယ်လို့သိရပါတယ်။ဒါ့အပြင်တန်းစင်းသွားတဲ့အင်းဆွေတိုင်းစစ်မုံလီယန်ဒီလက်ကလည်းမန်ချက်စတာယူနိုက်တက်တန်ချန်ပီယံလိဂ်ကစားကွင်းရတဲ့ချဲစီဘက်ကိုပဲအားတန်သွားတယ်လို့သတင်းတွေထွက်ပေါ်နေရမှုယူနိုက်တက်အနေနဲ့နောက်ထပ်ပြိုင်မဲ့ကစားမတယောက်အသစ်ရှာဖွေရအောင်မှဖြစ်ပါရင် ။ဒီမိုရင်ကအသင်းကိုသူစိတ်ကြကစားသမားတွေနဲ့တိစောက်ပြီးတရားစီစ조사ခွင့်ရအောင်ပါပါ။အသင်းအတွက်တကယ်ပေးဆက်ကစားခြင်းနဲ့ကစားသမားတွေရောက်ရှိလာခဲ့မယ်ဆိုရင် United ကလည်းတိုးတက်လာမယ်ဆိုတာသိကြနေပါရင်။ဒီမိုရင်ပြောတယ်ကောင်းတဲ့နေ့တွေရောက်ရှိလာတော့မယ်ဆိုတာကိုယုံကြည်ထားပြီး United ရဲ့ရွှေရောင်လေးတွေစီအရောက်သွားကြရပါမယ်။ဟုတ်ကဲ့ပါဗျာ။ဗီလီယားလောက်ပါမယ်။နောက်နေ့မှာလည်းအာဂါစာနဲ့ပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီလိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ